လိုက်တဲ့အခါမှာကျွန်တော်တို့ခုဒီကဒီဘက်မှာလုတ်ပေးနေတာကြတော့အဲတခုခုကုသမယ်ဆိုရင်ကုသစီကိုကျွန်တော်တို့အခြေခံကျွန်တော်တို့ခံမှန်းပေးပါအဲ့ခံမှန်းချက်တဲ့မပတ်မကုလုံးလို့ခေါ်မယ်မကြော်လုံးပေါ့နော်အဓိကအဲသူများတွေတော့ရှိရပေါ့နော်ကျွန်တော်တို့သူများတွေကတော့ဆောင်းပါလို့ချိုးရဒီလောက်တော့မှာဘတ်9000ကုန်မယ်ဆိုဒါပေမဲ့တကယ်တကယ်မှာဘတ်9000ကုန်ပါ8000ကုန်ပါရှိဒါပေမဲ့ကျွန်တော်တို့ကခံမှန်းထားတဲ့အခါမှာ9000ဆို ဒီ9000ရေပေါင်ထဲမှာပဲဝင်အောင်ကျွန်တော်တို့ဘက်ကဖြစ်တဲ့အတွက်လူနာအနေနဲ့ဒါပေါ်တော့ patient အနေနဲ့ကတော့ဘာပြော budget ကိုသိချာတွက်ထားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ် HDMM ကတော့အဓိကတော့ကျွန်တော်တို့ဒီ BPK9 International Hospital Group ရဲ့အာသူရဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပေါ့နော် ကျွန်တော်တို့ကညမာပြည်ကိုယ်စားလှယ်အနေနဲ့ညမာပြည်ရဲ့တရားဝင်ရုံးခန်းအနေနဲ့ကျွန်တော်တို့ကဒီဝန်ဆောင်မှုတွေကိုညမာနိုင်ငံသူညမာနိုင်ငံသားတွေအထက်ကိုကျွန်တော်တို့ကဒီဘက်ကနေဝန်ဆောင်မှုပေးပါတယ်အာနောက်တစ်ခုကတော့ဒီ BPK9 ီ international hospital ကြီးကိုတွားရောက်ဘန်ကောက်မှုမှာတွားရောက်ကုသမယ်ဆိုလို့ရှိရင်လေတော်မစေးစစ်ချင်တာပဲဖြစ်ကုသချင်တာပဲဖြစ်ဖြစ်အဲကျွန်တော်တို့အနေနဲ့ဒီခရီးသွားလာရေးကအစပေါ့နော်လေလက်မှတ်တရအစကျွန်တော်တို့ဒီဆေးရုံ appointment ယူတာ check in လုပ်တာအစအကုန်လုံးအဆင်ပြေအောင်ကျွန်တော်တို့ HTML ငါးနေပြီးတော့ဝန်ဆောင်မှုပေးနေပါခင်ဗျကျွန်တော်တို့ရဲ့အဓိကယူရချက်ကတော့နံပါတ်1ချက်ကဒီကျွန်တော်တို့ဒီကျန်းမာရေး ဝယ်ဆောင်စောက်ရှောက်မှုပေါ့နော်။သွားတဲ့ညီမတို့နိုင်ငံသားတွေဒီမှာလည်းကျွန်တော်တက်ကြီးရွယ်ဦးတွေပါတယ်။နောက်ပြီးလူလက်ပိုင်းတွေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိကယူရချက်ကတော့ဟိုသွားတဲ့အခါမှာကုသမှုမမအောင်ရင်ကျွန်တော်တို့ဒီငွေကုန်ချေကြကုန်တဲ့အခါမှာကုန်နဲ့ထိုက်တန်တဲ့ကျွန်တော်တို့ဝယ်ဆောင်မှုတစ်ခုရဖို့ပဲ။နောက်ပြီးတော့ကုသတဲ့အခါမှာလည်းစံသက်တဲ့အခါမှာလည်းစိတ်ချနေမှုတစ်ခုရရည်အတွက်ပေါ့နော်။ကျွန်တော်တို့ကတော့အဓိကယူရပါတယ်။နောက်တစ်ခုကတော့ ဟိုအဓိကတော့ဆောင်းရကျွန်တော်ပြောလို့မှားယုံမှုတွေမဖြစ်အောင်ကျွန်တော်ဘက်ကအဓိကဆောင်းရပေးပါတယ်နောက်တစ်ခုကတော့ရည်ရွယ်ရာတော့ကျွန်တော်တို့ဒီဘန်ကောက်ကိုလက်တလောမသွားနိုင်သေးပေမဲ့လေဒီကနေပြီးတော့ဒီ PPK9 International Hospital မှာရှိရဲ့ဆရာဝန်ကြီးနဲ့ concert လုပ်နိုင်အောင်လဲကျွန်တော်တို့ဒီကဒီဘက်မှာလဲအပြင်ဆင်ဖို့အတွက်ရည်ရွယ်ထားပါတယ်ခင်ဗျဟုတ် There's many symptoms for heart disease but the most frequent presented symptoms might be chest discomfort and difficult to breathe. Both of these symptoms, if it's present during exercise, is the first warning sign of heart disease. For coronary artery disease that I mentioned before, what the patient need to know is that the symptom would be the chest tightness, chest crushing. It may radiate to jaw, to neck, and to left shoulder. Uh -huh. To know this early warning symptom is important because when you have this symptom, don't hesitate to consult doctor as possible. If you have coronary disease, the more early to detect it, the more effective of treatment. Uh, the ACMM ye adi ka yue jia ka chano thai nai ma bhi pa wen jia uh, nai ngang ni jamai wun sao mu ထိုင်းလူမျိုးတွေလိုမျိုးတန်းတူရည်တူရနိုင်အောင်ပေါ့နော်အဲ့လိုမျိုးပါဆိုကျွန်တော်တို့ဒီမြန်မာလူမျိုးတို့ဘင်္ဂလားဒေ့ရှ်တို့ကမ္ဘောဒီးယားတို့ဆိုတာကသူတို့နိုင်ငံမှာစိတ်ယုံနေရှိတယ်ဆရာဝန်တွေရှိပေမဲ့အဲတက်ကနိုလော်ဂျီအရာပေါ့ကုသမှုအရာပေါ့ထိုင်းလူမျိုး advance မဖြစ်ဘူးပေါ့နော်အဲ့တော့မဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလူမျိုးတွေရဲ့ရရှိနိုင်မဲ့အခွင့်အရေးလို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်ယူဆပြီးတော့မှအဲ့ဒီလူတွေကိုကျွန်တော်တို့ကထိုင်းမှာကျမ်းမာရေးဝန်ဆောင်မှုပေးတဲ့သဘောမျိုးကျွန်တော်လှုပ်ဆောင်ပါတယ်ခင်ဗျာ

မပတ်မကုန်လုံးဟိုဘယ်လိုခေါ်မလဲမကြော်လုံးဘောเนาะအဓိကအဲသူများတွေတော့ရှိရပေါ့เนาะကျွန်တော်မသူများတွေကတော့ဆောင်းပါတော့ချိုးရဒီလောက်တော့မှာဘတ်9000ကုန်မယ်ဆိုရင်ဒါပေမဲ့တကယ်တကယ်မှာဘတ်9000ကုန်တော့8000ကုန်အောင်ရှိဒါပေမဲ့ကျွန်တော်တို့ကခံမှန်းထားတဲ့အခါမှာ9000ဆိုဒီ9000ရဲ့ဘောင်ထဲမှာပဲဝင်အောင်ကျွန်တော်တို့ဘက်ကဖြစ်တဲ့အတွက်လူနာအနေနဲ့ဒါပေါ့နော် patient အနေနဲ့ကတော့ဘာပြော budget ကိုသိချာတွက်ထားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်အဲ့လိုမျိုးမှားယုံမရှိအောင်ကျွန်တော်တို့ကကျွန်တော်တို့ကတာဝန်ယူဆောင်ရွက်ပေးပါခင်ဗျဟုတ် Um, because um, in BPK9, there, there's a lot of uh, Myanmar people coming for treatment, for medical treatment. So I think it's time that we set up the referral office here to facilitate Myanmar people to have a best care in Thailand to bring the uh, world-class medical care to Myanmar people. here အခုလောလောဆယ်ကကျွန်တော်တို့ကဗမာလူနာတွေများလာတာလည်းပါတယ်ပေါ့နော်ဗမာလူနာတွေကအများများလာပြီးတော့သူတို့တွေကိုကျွန်တော်တို့ကပထမဦးဆုံးတော့ online ကနေစပြီးတော့အာဆက်သွယ်တယ်ဖုန်းနဲ့ပေါ့ဟို online ကနေ email နဲ့ဆက်သွယ်တာကနေပြီးတော့လူနာတွေအများများလာပြီးတော့လူနာတွေကကျွန်တော်တို့ရုံးကောင်းကိုတွေ့ကျင်တယ်ကျွန်တော်ယုံ간သိကျင်တယ်အဲ့တော့သူတို့ကိုယ်တိုင်လာပြီးတော့စကားပြောလို့ရအောင်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီမှာယုံ간ကိုစပြီးတော့အာစပြီးဖွင့်ခြင်းဖြစ်ပါတယ် အဓိကကတော့ဗမာလူမျိုးတွေကိုကျွန်တော်ကဝန်ဆောင်မှုအစအဆုံးတရားရာဂိုင်းလုံးပေးနိုင်အောင်ပေါ့နော်အဲ့တော့သူတို့ရုံးကန်းကိုလာမဲစကားပြောမယ်စိတ်ကျေနပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဝန်ဆောင်မှုကိုယူမယ်အဲ့တော့ကျွန်တော်ကလင်လက်မကနေစပြီးတော့ထိုင်းရဲတဲ့အခါကြလို့ရှိရင်လင်ကွေးမှလာကြူတာရှိမယ်လင်ကွေးကနေပြီးတော့ဟိုတယ်ပို့မယ်ဟိုတယ်ကနေပြီးတော့စေယုံပို့မယ်ပေါ့နော်အဲ့အဲ့လိုမျိုးတွေအတွက်ကြောင့်မလို့တော့လူနာတွေစိတ်ချမ်းသာမှုရအောင်ဆိုတဲ့ယူရဲချက်နဲ့ လူနာရဲ့ယုံကြည်မှုရအောင်ဆိုရရွေးချမ်းတာကျွန်တော်ဒီမှာယုံကံဖွင့်ရတာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့ယုံကံမှာဆိုလို့ရှိရင်လည်းအာယူယူဝန်တန်းရှိမယ်ဆရာဝန်ရှိမယ်ပေါ့နော်အဲ့တော့လူနာတွေကနိုင်ငံသားမသွားခင်အရင်ဆုံးကျွန်တော်တို့ဆရာဝန်နဲ့စကားပြောခြင်းနဲ့ဆိုလို့ရှိရင်လည်းစကားပြောဆွေးနွေးလို့ရအောင်အဲ့ဒီကအဓိကရွေးချမ်းတဲ့ကျွန်တော်မြန်မာပြည်ကယုံကံကိုဖွင့်တာပါခင်ဗျာ Mm, that I found a patient in more than 10 years ago. I think the disease in the digestive system that's most common is from the infection. Like as uh, we maybe have the infection from when we eating and we got the diarrhea, have the vomiting. It's a problem that I found most common in the digestive tract. And another problem about the liver disease, I think uh, in this area that I found the patient still most from the infection from the hepatitis virus. Uh, that's the most common of the hepatitis virus that I found and have a lot of the problem is from the hepatitis B and C. <coughs> ကိုသိနေတာဖြစ်ပါတယ် and then ကျွန်တော်တို့နောက်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ classification လို့ခေါ်တဲ့အခဲတွေပေါ့နော်အတီးပြောရရင်ကျွန်တော်တို့အကြောက်စီဖြစ်တဲ့လိုမျိုးပေါ့တွေ့ကြုံမှာဖြစ်တဲ့ခါကျရင် stack ကသူ့ရဲ့ဒီ volume တွေကတက်တိုးလို့များတဲ့ခါကျလို့ရှိရင်သူက trailing နဲ့လေးနောက်ဆုံးမှာ factor ကို 3D နဲ့ကြားတဲ့ခါမှာ trailing နဲ့လုပ်ပြီးတော့ classification တွေကိုအခဲတွေကိုခြေလိုက်ပြီးတော့မှာပြောလိုက်ပြီးတော့မှာ login နဲ့ stack ကိုဖြစ်ခဲ့တဲ့အရာမျိုးလုပ်နိုင်ခဲ့တယ်လို့ပြောပါတယ် for example to see it clearly in the field of coronary artery disease we know that if the disease is so complex, um, the choice of treatment, of course, change the lifestyle, of course, take the medication, but other specific treatment that important for the patient is the intervention to the coronary artery, artery. Coronary bypass graft in the past is played the important role in treatment of coronary artery disease. But now, the advance of technology, we could treat the patient with complex coronary disease with no need for open heart surgery we have the higher technology for percutaneous coronary intervention with the good result in those complex coronary disease. But this is based on individual angiogram. So we need to decide case by case that which case the patient could select percutaneous coronary intervention and the result is like coronary artery bypass graft without need for open heart surgery. ဝန်ဆောင်မှုကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ HCMM Medical ဆိုပြီးတော့ Facebook ကနေဆက်သွယ်လို့လည်းရပါတယ်။အာ HCMM Medical ဆိုတဲ့ Healthcare Service ဆိုတဲ့ Messenger ကနေဆက်သွယ်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရုံးခန်းကတော့အာမင်းထဏလမ်းမမှာရှိပါတယ်ခင်ဗျာ။အဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့ကအဲ့ဒီကနေတဆင့်ကျွန်တော်မင်းထဏလမ်းကရုံးခန်းကိုလာရောက်ပြီးတော့လဲကိုယ်တိုင်ဆက်သွယ်ပြီးစကားပြောလို့ရပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ် Thank you.